ိုင်ဝန်နီအလုံးပဲမင်္ဂလာပါအော်တကယ်ချင်းတွေကိုဒီနေ့ sharing လုပ်ချင်တယ်ပြောပြချင်တယ်အကြောင်းကဒီနေ့ပြောထားဘူးတဲ့အာကျွန်တော်ဘဝမှာကြုံတွေ့ခဲ့မှုတဲ့အခက်အခဲပြဿနာတစ်ခုအဲ့ဒီပြဿနာကြောင့်ကျွန်တော်ရဲ့ ကောင်းမွန်စွာနေထိုင်နေတဲ့နေရာထိုင်ခင်းလေးတစ်ခုကျွန်တော်ပျက်စီးဆုံးရှုံးသွားတယ်ငွေချေရောကျွန်တော်ရဲ့ငင်းငင်းချမ်းချမ်းနဲ့ကောင်းကောင်းမွန်မွန်နေထိုင်နေရတဲ့နေရာလေးတစ်ခုကလည်းကျွန်တော်ပျက်စီးသွားတယ်အဲ့ဒါကကျွန်တော်လူတဖတ်သားကိုကုညီလိုက်မိတဲ့အကူညီတစ်ခုကြောင့်အဲ့တော့ဒီကိစ္စကိုကျွန်တော်ပြန်ပြောရင် အဲ့ဒီကိစ္စထဲမှာရှိတဲ့ကာယံကရှင်တွေသူတို့နာမည်အရင်းတွေကိုပဲကျွန်တော်ထည့်ပြီးပြောမယ်အဲ့တော့ဘာဖြစ်လို့ကျွန်တော်အခုလိုနာမည်အရင်းတွေထားပြီးပြောလဲဆိုတော့လက်ရှိသူတို့လည်းကျွန်တော်ထင်တယ်လို့အသက်50 55ဒီဝန်းကျင်လောက်မှာရှိနေမယ်ဟောတချိန်တုန်းကသူတို့တွေရဲ့လုံရကြောင်းသူတို့တွေရဲ့မစင်မချင်း မဲမဲရရရူးရူးသွန်းသွန်းတွေလုံးရကြအောင်အဲ့ဒီမှာနေခဲ့တဲ့လူတွေဟာလာကျွန်တော်ရောကျွန်တော်အပါဝင်တခြားလူတွေကိုတော်တော်လေးကိုအခက်ခဲဖြစ်ခဲ့ရတယ်တော်တော်လေးကိုထိတ်ထိတ်လန့်လန့်ဖြစ်ခဲ့ရတယ်အဲ့ဒါတွေကိုဒီနေ့ကျွန်တော်ပြောပြတဲ့ဒီစကားကိုဒီဗီဒီယိုကိုသူတို့တွေကြည့်ခဲ့မိရင်တစ်ချိန်လုံးကသူတို့ကြောင့်ကျွန်တော်တို့ဘလို့ ခက်ခဲဖြစ်ခဲ့ရတယ်ဘလို့ထိုင်းလန်ကြောက်ရွံ့စွာနဲ့ဟုတ်လားထွက်ပြေးရတယ်လို့ကထွက်ပြေးရတယ်ဗျာရာသွေးချင်းအဲ့လိုမျိုးတွေဖြစ်ခဲ့ရတယ်အဲ့တော့အဲ့ဒါတွေကိုနားလေပြန်စဉ်းစားပြီးတော့သူတို့တွေတောင်းဝင်ကရစေခြင်းလို့ကျွန်တော်ဒီစကားကိုဒီဇလန်းကိုဒီကနေ့ပြောခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်အစာပြောရရင်တော့ ကျွန်တော်မလေးရှားကိုစပြီးရောက်တော့ကိုးစနဲ့နှစ်အကုံနဲ့ကိုးစသုံးအစွန်းပေါ့ဗျအစပိုင်းလေးပေါ့နော်အဲ့တော့ဒါကမြန်မာပြည်နေထွက်လာတယ်ထိုင်းမှာရောက်တယ်ထိုင်းရနေတဆင်မလေးရှားကိုပြန်လာတယ်ဒါလိုက်ကျွန်တော်တို့ကဟိုတုန်းကမလေးရှားကိုတခါလေးလေးပြန်ပြန်ပြီးဆင်းလာတယ်မြို့မဟုတ်ဘူးဗျကျွန်တော်တို့မှာအဲ့ချိန်တော့ငွေရေးချေးရပြီးအင်မတန်မှ ခက်ခဲရှိပါတယ်မပြေလည်တဲ့ကြားနေပြီးတော့မိဘတွေရတယ်မလေးရှားကိုသွားခြင်းလင်းသွားခြင်းလုံးလို့ပြဿနာလုံးလုံးဟာလာလူတိုင်းမလေးရှားသွားပြီးအလုံးလုံးနေတယ်အဲကျွန်တော်လည်းသွားခြင်းနဲ့ကျွန်တော်ဘောဟာလာတိုးတက်ရတိုးတက်ကြောင်လုံးပြစေဆိုပြီးတော့မိဘတွေလည်းမရှိရှိတဲ့ကြားတဲ့ကနေပြီးတော့အခုလို့လာခဲ့ရတယ်ဆိုတော့ဟိုရှင်ပြအောက်လာပါဗျာဟာလာဘုံကျော်တောင်ကျော်ပြီးတော့ဟာလာခြံစည်းရိုးတွေကုန်းခွာကျော်မြေချောင်းတွေဟာလာတောင်တွေ အားလုံးဖြတ်ကျော်ပြီးတော့ခြေချင်းလျှောက်ပြီးတော့တောကြီးတယ်ပေါ့အဲ့လိုလာခဲ့ရတယ်အဲ့တော့ဘယ်အရာမှလွယ်လွယ်ကူကူနဲ့ရလာတာမရှိဘူးဆိုတော့ကျွန်တော်ဘဝမှာဘယ်အရာကိုမဆိုကျွန်တော်အရင်တံပိုးထားတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘယ်အရာကိုမှလွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူးကျွန်တော်မလေးရှားကိုလာဖို့အတွက်လည်းကျွန်တော်မိဘဟုတ်လားရှိစုမဲစုမူးစုမဆုလေးစုထားတဲ့သူတို့ရဲ့နောင်ရေးအတွက်စုထားတဲ့ငွေချေးကို ကျွန်တော်ဘုကျွန်တော်အတော့ကိုရင်းနှီးဆိုင်တော့တယ်ကျွန်တော်ကိုယ်ကလည်းပင်မန်းပင်မန်းဆင်းရဲကြီးစွာနဲ့ဟာလာတော်ရီတောင်းရီကိုလမ်းလျှောက်ပြီးတော့ချောင်းတွေမြောင်းတွေကူးပြီးတော့ကျွန်တော်မလေးရှားကိုလာခဲ့ရတာအော်လန်အနေမလေးရှားရောက်ပြန်တော့လေပင်မန်းဆင်းရဲစွာနဲ့ဟာလာကာရီဆေးရတယ်ဟာလာအလုံးတွေအစုံမပြောင်းတော့ကုံထားရတယ်စံထားရတယ်အဲ့လိုမျိုးဟိုပညာတတ်မဟုတ်တဲ့အတော့ပြရတဲ့အလုပ်ကိုဝင်လို့ရတယ်ပင်မန်းဆင်းရဲကြီးစွာနဲ့ ကျွန်တော်အလုံးလုံးပြီးတော့ငွေစုပြီးတော့ကျွန်တော်အိမ်လေးတစ်လုံးထားရတယ်အိမ်လေးဆိုပေမဲ့အိမ်ကြီးပါဗျအိမ်လေးရလို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တော့အိမ်ကြီးဆိုပေမဲ့ကျွန်တဲ့လူတွေတော်တော်အိမ်လေးဖြစ်ခြင်းဖြစ်မှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အိမ်လေးလို့ပဲပြောလိုက်တယ်ပေါ့အိမ်လေးတစ်လုံးထားတယ်ဗျအဲ့တော့အဲ့ဒီအိမ်လေးကအောက်ထပ်မှာအခန်း၃ခန်းပါတယ် အဖို့သမ်းမှာသုံးခန်းပါတယ်ပြီးတော့အောက်မှာအခန်းသုံးခန်းအပြင်ဟောပါတယ်အပေါ်သမ်းမှာအခန်းသုံးခန်းအပြင်ဟောပါတယ်အင်းရလုံးချင်းနှစ်ထပ်အင်းလေးအဲ့တော့ဒီအိမ်ကိုကျွန်တော်ငှားပြီးတော့ကျွန်တော်အခန်းပြန်ငှားစားတယ်ကျွန်တော်အခန်းပြန်ငှားစားတဲ့အချိန်မှာကျွန်တော်အိမ်မှာအခန်းငှားပြီးနေတဲ့လူတွေရှိတယ်လို့တချို့ကအခန်းမငှားနိုင်လို့ အပြည့်မှာပဲဟိုကြောတခင်းစာပေါ့ဗျာဖြာတစ်ချက်ခင်းပြီးအဲ့ဒီဗျာတဘောကယောက်ျားလေးတွေဆိုတော့လူလွတ်လေးတွေအပြည့်မှာဖြာခင်းပြီးတော့ပန်ခါလေးနဲ့အဲ့ဒီတယောက်စာကျွန်တော်လာစာရတယ်အဲ့တော့ကျွန်တော်အလုပ်ကကျွန်တော်ကကျွန်တော်ကကျွန်တော်တီးတန်အခန်းတစ်ခန်းကျွန်တော်မစတာရူးယူထားတယ်အဲ့တော့ကျွန်တော်အလုပ်ကတပတ်မှာနှစ်ချိန်ကျွန်တော်အင်တန်ရှင်လုပ်ပေးရတယ်ဒီကြောကအင်တန်ကျွန်တော်ဆေးပေးရတယ် ဒါတော့ကျွန်တော်ကိုယ်တိုင်လုပ်တယ်ကျွန်တော်အောက်ကအများဆုံးအိမ်ဒါလည်းကျွန်တော်ကိုယ်တိုင်ပဲရေချောအိမ်တော့ကျွန်တော်ကိုယ်တိုင်စီးပါတယ်အပေါ်ချက်ကဟိုအများဆုံးအိမ်ဒါအပေါ်ချက်မှာလည်းအိမ်ဒါတစ်လုံးပြင်ကျွန်တော်အခန်းထဲမှာအိမ်ဒါတစ်လုံးရှိတယ်ဒါအိမ်တအိမ်မှာအိမ်ဒါသုံးလုံးရှိတယ်အောက်အောက်ထဲမှာအခန်းသုံးခန်းအတွက်အိမ်ဒါတစ်လုံးအပေါ်ချက်ကမစတာရူမ်ထဲမှာအိမ်ဒါရေချောခန်းပါတယ်ပြင်အပြင်မှာကျန်တဲ့အခန်းတစ်ခန်းကလည်းအိမ်ဒါတစ်လုံးပါပါတယ်အဲ့ဒီတော့ကိုအဲ့ဒီအိမ်ဒါကိုလည်း ျွန်တော်ဆေးပါတယ်အဲ့တော့ကျွန်တော်လာစာယူထားတာဟုတ်အင်ရှင်ဆိုတော့ကျွန်တော်လာစာယူထားတယ်ဆိုတော့အင်တန်ရှင်ရေးပါညာလုတ်ပေးရတယ်မိဖို့ကြောင့်ပဲကျွန်တော်ဆေးပေးရတယ်အဲ့တော့ဟာလုံးကျွန်တော်လုတ်ပေးတယ်နောက်ကျွန်တော်ရဲ့အင်ရှင်မှာကားနှစ်စီးပါကင်ထိုးလို့ရတဲ့ချမ်းအကျဲလေးပါတယ်အဲမြတ်တေလည်းကျွန်တော်ရိတ်ရပါတယ်နောက်ဘက်ကအင်တော့ပေးမှရှိတဲ့ခြံကဝင်းလေးရဲ့မြတ်တေကိုလည်းကျွန်တော်ပဲရိတ်ရပါတယ် ျွန်အဲ့လိုမျိုးနဲ့ကျွန်တော်ဘွားလေးရှင်းတန်းနေတာနှစ်နှစ်လောက်ရှိသွားပြီဗျာကျွန်တော်အိမ်မှာလည်းလူမပြတ်ဘူးပြီးတော့ကျွန်တော်ရေကျွန်တော်တန်းတန်းရှင်းရှင်းထားတဲ့တော့လူတိုင်းပျော့ပျော့ရွှင်ရွှင်နေကြတယ်တော့ကျွန်တော်အိမ်မှာအရက်တောက်တာတွေပဲကျွန်တော်ခွင့်မပြုတယ်တော့ဗျာအမျိုးသမီးတွေလည်းစိတ်ချမ်းချမ်းသာသာကျွန်တော်ကဟိုအပေါ်တက်ကိုတော့အမျိုးသမီးတွေထားတယ်အောက်ထပ်မှာတော့ယောက်ျားလေးတွေထားတယ်အပေါ်တက်မှာယောက်ျားလေးလုံးဝမထားဘူးအခန်းတိုင်းမှာလည်းအမျိုးသမီးတည်တံ့ပဲအောက်ထပ်မှာ ယောက်ျားလေးအပြင်မှာအိပ်တယ်။နောက်တော့လင်မယားသွဲတွေတော့မှရှိတယ်။အပေါ်ထမ်းမှာလုံးဝအမျိုးသမီးတည်တာပဲ။အခန်းကြီးလည်းအမျိုးသမီးတွေပဲ။အပြင်ဟောမှာလည်းအမျိုးသမီးတွေပဲ။ကျွန်တော်တယောက်ပဲအပေါ်ထမ်းမှာကျွန်တော်အခန်းထဲမှာတော့တည်တဲ့တယောက်တည်းနေတာ။အဲ့တော့အဲ့လိုမျိုးကျွန်တော်တည်တည်တန်းတန်းလေးလုပ်ပြီးတော့ဘုမာနေတဲ့မိန်းကလေးကြီးလည်းစိတ်ချမ်းသာတယ်ဗျာ။သူတို့လည်းသူတို့စိတ်ဖြစ်တယ်သူတို့ဝင်ဖြစ်တာပေါ့ တတ်တော့တတ်တာရှိတယ်ဘုရောက်ကြလေးနဲ့ရိုးရိုးနန်းနန်းမို့တော့တော့ဖြစ်ကျင်တော့ဗျာကျွန်တော်မှတငယ်ချင်းတယောက်ရှိတယ်ဗျာတာကိသာသာသူ့နာမည်ကိုအောင်ကြီးလို့ခေါ်တယ်။သူကကျွန်တော်ငွေကြီးရကျွန်တော်လိုအပ်တာပြန်ပြန်ရှင်းကျွန်တော်သူငွေတွေပါလေစိုက်ထုတ်ချီးပြီးတော့သူကျေးဇူးတရားတွေကျွန်တော်မှရှိတယ်ဗျာ။အဲ့တော့သူကျေးဇူးတရားတွေရှိတယ်ဆိုတော့ကျွန်တော်တော်ဝင်မနှစ်ယောက်ခေါ်လာတယ်ဗျာ။တယောက်ကယောက်ကရှာယောက်ျားစိတ်ပေါက်တယောက်ကမိန်းမသူတို့က နှစ်ယောက်ယူထားတယ်မိမအချင်းချင်းယူထားတယ်အဲ့တော့ပေါင်းကြီးကကျွန်တော်ဖုန်းလမ်းဆက်တယ်ကျွန်တော်ကျွန်တော်မသားလို့ပဲခေါ်တယ်မသားရေးတဲ့ငါမင်းကိုအကူအညီတစ်ခုတောင်းစီရရှိတယ်ပြောလိုက်ကိုလို့ပါလဲဆိုငါမှလည်းဒီလိုဒီလိုပဲခေါ်တယ်ဒုက္ခရောက်ပြီးတော့ရောက်လာတဲ့တဝဲတဝဲလင်မယားတဲ့ငါမင်းမိမသားကျင်တယ်တဲ့မခန့်လို့ရှိလားဆိုအကိုလို့အောက်မှာတော့ရှိတယ်လို့ဒါမဲ့လောက်ကိုမရမယ်လို့မဟုတ်ဘူးတဲ့ အောက်မှာယောက်ျားလေးတွေပဲမလားဟုတ်တယ်အပေါ်မှာတင်လိုက်ကွာတဲ့အပေါ်မှာမင်းကလေးတွေပဲထားတယ်လေကိုတို့လင်မယားသားလို့မရဘူးလေမဟုတ်ဘူးတဲ့တယောက်ကတဲ့ဘောပြားတဲ့ဟောဘာလဲဘောပြားဆိုတော့ကိုတို့ဘောပြားဆိုတော့ကွာတဲ့တဘောကွာမိန်းမကွာတဲ့ယောက်ျားစိတ်ပေါင်နေတာတဲ့နှစ်ယောက်စလုံးကမိန်းမကွာတဲ့ယောက်တယောက်ကယောက်ျားစိတ်ပေါင်နေတာတဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်မိန်းမမိန်းမပဲကွာတဲ့အပေါ်မှာတင်လိုက်ပါတဲ့အပေါ်ခန်းတခန်းအားနေတယ်မလားဟုတ်ကဲ့လို့အားနေတယ်လို့အားဆိုရင်တဲ့ အဲ့ဒီအခန်းထဲမှာလောလောဆယ်အခန်းမငါသားပဲနဲ့ဝင်နေတဲ့လူတွေရှိရင်မင်းထုတ်လိုက်ပါလေ။ဟာသူတို့အခန်းကငါလာပေးမယ်တဲ့သူတို့အခန်းပေးလိုက်တယ်။ကောင်းပါပြီကိုလို့ကျွန်တော်စီစဉ်ပေးပါမယ်လို့။အဲ့နဲ့ညနေကျတော့သူတို့ရောက်လာတယ်ကျွန်တော်လည်းအဲ့မှာကျွန်တော်ကော်မလေးတွေအခန်းမငါပဲနဲ့ဗျာသူတို့ကအခန်းထဲမှာဝင်ဝင်အိတ်ကြတယ်သိရမလား။သူတို့ဟို၃၄ယောက်ပေါင်းပြီးတော့အဲ့လိုမျိုးအခန်းထဲမှာဝင်အိတ်တယ်အခန်းတော့မငါဘူး။ဒါပေမဲ့လူမရှိဘူးဆိုငါသားမဲ့လူမရှိဆိုဒီတိုင်းအလွတ်ဆုံးဝင်အိတ်တယ်သူတို့။ ကျွန်တော်လည်းဘာပြောလွတ်ပြီးသားအဲဒါခန်းကားမယ်ငါခန်းကားလိုက်ပြီတော့လို့တို့ခန်းကျဲတို့ပစ္စည်းတွေထုတ်တို့အပြင်မှာအေးတဲ့တို့ကတို့အပြင်မှာအေးတော့လို့အဲ့လိုပြောပြီးတော့ကျွန်တော်ထားလိုက်တော့ညနေကျတော့အဲ့ဒဝဲဒဝဲလင်မြန်းတယောက်ပေါ့ဗျာဟိုဘောပြားနဲ့ဘောပြားနဲ့အကိတ်ကြီးနဲ့ရောက်လာအဲ့ဒီဘောပြားလုံးဝအပြားရှင်ဘတ်တစ်ခုလုံးနဲ့အပြားယောက်ျားလိုမျိုး နော်စပင်ကိုကလည်းယောက်ျားလိုပဲဖြီးတာတော့စကားပြောတာတော့ကသူ့ကိုယ်သူကိုဆင့်ကိုဆင့်အဲသူ့သူ့နာမည်ဆင့်ဆင့်သူ့ကိုယ်သူကိုဆင့်နဲ့သူ့ကောင်မကိုကြောက်တော့မဆန်းနဲ့ဆန်းဆန်းကိုကောင်မလေးနာမည်ဆန်းဆန်းသူ့နာမည်ကိုဆင့်အဲဒါလည်းကျွန်တော်ကျွန်တော်ကိုဆင့်ပါတဲ့ကောင်းကြီးလွတ်လိုက်တာတဲ့အဲတယောက်ကကြောက်တော့သူကကျွန်တော်အမျိုးသမီးပါမဆန်းပါပါညာနဲ့မိတ်ဆက်လာတယ်ဟုတ်ကဲ့ပါလာပါလို့အဲကြောင့်အပေါ်ခေါ်ပြီးထားတာ ကိုကြီးသားတော့မိန်းကလေးရကျွန်တော်ကွန်ပလိန်းတက်တယ်ပြောနေရပြောတော့အပေါ်မှာဟာအဲ့ဒါရောက်မိန်းမမိန်းမမိန်းမချင်းညင်မယ်လို့အဲထားလိုက်ကိုထားလိုက်တော့ကျွန်တော်တို့ဘာမှမဟုတ်ဗျာ तू तू အလုပ်ရှိတယ်ဗျာ तू မနဲ့ဆိုတော့ तू အလုပ်သွားတယ်အလုပ်မရှိတာ तू မိန်းမအလုပ်ရှိတယ်ဆိုတော့ကဟိုကွန်ကြီးကတော့တနည်းမှာအလုပ်သွင်းပေးလိုက်တယ်ရောက်ကြမှာကွန်မလေးကအလုပ်မရဘူးကွန်မလေးက ကျွန်တော်အိမ်မှာပဲနေရအဲ့တော့ကောင်မလေးကအိမ်မှာနေပဲဆိုတော့အတူကောက်ပြောကျွန်တော်အိမ်မှာအောက်ထပ်မှာယောက်ျားလေးတွေရှိတယ်အဲ့တော့အောက်ထပ်ကယောက်ျားတကောင်နဲ့တွားပြီးတော့ဘာညာတရကဖြစ်သွားတယ်ဘာညာတရကဖြစ်သွားတော့ဗျာအားလုံးကမနေ့မနေ့ဆိုဗျာမနေ့ရှင်းနိုင်ကိုကိုနိုင်ဆိုအလုပ်သွားကြပြီဗျာအလုံးမရှိပဲနဲ့အိမ်မှာတောင်းတင်နေတဲ့လူလောက်ပဲအိမ်မှာကျန်ခဲ့တာလေအဲ့တော့အားလုံးကိုစီကိုစီအလုပ်သွားလိုက်ကြပြီဥမာအလုံးမရှိဘူး ကျွန်တော်အခုကျွန်တော်အလုံးမရှိဘူးဗျာဒလားဒလားလောက်ကျွန်တော်နေဖို့ပေးပါဘောနော်ကျွန်တော်အလုံးရအကျွေးဆက်ပါမယ်ဆိုပြီးတော့လာပြီးကုညီတောင်းပြီးနေတဲ့လူတွေလည်းရှိတယ်အဲ့လိုလူမျိုးတွေကျွန်တော်ပေးနေထားတာအဲ့ဆိုကိုယ့်မြန်မာချင်းချင်းကိုအဲ့တော့ okay ဘောကနေဖို့အဲ့တော့အဲ့မှာအာဘယ်သူနဲ့လဲဆိုအဲ့ဒီကောင်လေးရန်ကုန်ကြီးမြနိုင်ကောင်ဗျာကြီးမြနိုင်သားဗျာအဲ့ကောင်ကဂီတရွယ်ရန်တီးရကောင်လေတော်ကီလဲရေလဲကောင်တယ်အဲ့ကောင်ရုပ်လဲချောတယ်ဗျာဟိုရုပ်ချင်မင်းသားလေးပါလဲ နေစမ်းလို့တော့သူယုံကြည်ရအဲတော်တော်လှတယ်ဖြောင်းတယ်တကယ်ယုံဖြောင်းတယ်ပဲဂီတာလည်းတီးတာအရင်ကောင်းတယ်တော့တော့ကီလည်းအရင်ကောင်းတယ်ဒီကောင်ကသူ့မှာဂီတာတစ်လုံးရှိတယ်ဒါညနေစံတော့ဂီတာအများတီးတယ်အိမ်မှာအဲ့ဒါတီးတဲ့အတိုင်းပဲဟိုကောင်မကလည်းမြတ်သူ့ယောက်ျားမရှိတော့အိမ်ကအိမ်ကနေအောက်ဆင်းလာတယ်ဒါမှဘာဖြစ်တယ်ညာပဲဟိုကောင်နဲ့အိမ်မှာဂီတာပဲတီးတယ်ဆိုတော့ဘလို့လေးဘလို့လေးအเจ้าပါကုန်လဲတော့ကျွန်တော်လည်းအိမ်မှာမရှိတော့မသိဘူးပြဒါကတော့ သူတို့ကသူတို့ထိသွားကြတော့ဘောတောင်နဲ့တယောက်တောင်နဲ့တယောက်ညှိသွားကြဘောညှိသွားကြတော့ဘောကောင်ကလည်းယောက်ျားလေးပဲဗျာတည်ရမှာတွင်ရတော့ဂျင်းလိုက်တော့ဘောလူလက်တော့ဘောကောင်ကလည်းဂျင်းပလိုက်တယ်အဲ့တော့ဂျင်းပလိုက်တော့ကောင်မကဘာပြောသွားလဲဆိုကောင်မကဘိုက်ကြည့်ပါလေကောင်မကဘိုက်ကြည့်ပါအဲ့မှာပြဿနာထားတယ်ပြဿနာအဲ့မှာတက်တာ အိမ်မှာအပေါ်မှာမိန်းကလေးတွေကျွေးနေအောင်မရောက်ကြလေးတွေဒီတော့သူမိန်းမဗိုက်ကြီးွားရဲ့ဆိုတော့ကျွန်တော်ကလည်းရုပ်သေးရဲ့ဆိုတော့ကြောင်ပြီးတော့သူကကျွန်တော်လာပြောတာကိုရင်အဲ့ဒါမဖြစ်သင့်ဘူးလေဘာဖြစ်လို့လဲကျွန်တော်မိန်းမလည်းဗိုက်ကြီးွားတယ်ဟောမိမိမဗိုက်ကြီးွားတယ်မိမတာဝန်ရှိတော့ဘို့လို့ကျွန်တော်လည်းကျွန်တော်လည်းဟိုရုပ်သေးရဲ့ဆိုတော့ကြောင်ပြီးတော့ပြောလိုက်မိတာဗျာအဲ့မှာကျွန်တော်နင်းတာကိွာ ခမရပါစကားပြောတာလေတဲ့ခမရဒီအိမ်မှာလူကြီးဖြစ်ပြီးတော့လေခမရဒီစကားမျိုးပြောတာလားဟဲ့ငါပြောတဲ့စကားဘာမှပါလို့လဲမင်းမိမဘိုင်ကြီးတာမင်းမတော်ဝင်ရှိတာကိုခွာလို့မင်းတခန်းထဲမှာနေနေတာမင်းခွာနေတာမလားလို့ဆိုအဲ့ဒါမဖြစ်သင့်ဘူးလေဗျာတဲ့အဲ့နဲဒီကိစ္စကိုခမရဖြေရှင်းမှလည်းမဖြေရှင်းဘူးလားငါဖြေရှင်းရအောင်ငါနဲ့ပါဆိုင်လေခွာလို့မင်းမိမဘိုင်ကြီးတာ မိမိမောင်မေးကြည့်ဖို့လို့သူဘယ်သူနဲ့ညာလဲဆိုတော့လို့ကံကံရှင်မင်းပေးမှရှိမင်းပေးမှရှိတယ်မင်းမေးလေလေငါးဆောက်လုံးမှမဟုတ်တော့ငါ့ကိုလာပြီးတော့ပြောနေတာဆိုတော့ကိုလည်းဟိုဘယ်လိုပြောမလဲဆိုတော့ဗျာဒီကောင်ကလည်းဟိုကြိုးကြောင်ကျွန်တော်လာပြီးတော့သူမိမဘိုက်ကြီးလို့ကျွန်တော်လာရှိတော့ကျွန်တော်လည်းဒေါ်ရီကံပြီးတော့အဲ့လိုမျိုးပြောတော့ငါလုပ်ပါကြည့်လေမင်းမင်းမဘိုက်ကြီးအဲ့ဒါငါလုပ်ကငါအခန်းကားတဲ့ကောင်လေမင်းအခန်းထဲမှာတစုံတစ်ခုပြန်နေတော့တိုက်ငါ့ကိုပြော အခုမင်းမင်းမပိုက်ကြည့်တာငါတာဝန်မမဟုတ်တာအဲ့တော့အဲ့ဒီဟိုကောင်ကသူ့ကိုချိန်လိုက်တဲ့ကောင်ကနောက်နေတဲ့ကျောင်းဇလန်းနေရကျွန်တော်ကအဲ့ဒီကောင်အောက်ကကောင်ကြီးရောကြလေးတွေအကုန်လုံးကျွန်တော်ခေါ်ပြီးတော့ကျွန်တော်ချိန်တော့အဲ့တော့အဲ့မှာအောက်မှာပကိုးပကိုးသားလေးတကောင်ရှိတယ်ဗျပကိုးကချက်သေးလေးတကောင်သူလည်းနေနေတယ်အဲ့မှာကျွန်တော်အိမ်မှာနေရအဲ့တော့ကျွန်တော်ပြောတာအကိုးတယ်သူကအခန်းကားပြီးနေတာသူတို့တကယ်ချင်း၃ယောက်ခန်းကားပြီးနေတာအောက်မှာ အဘိုးနဲ့ဒီကောင်ကျွန်တော်ခန်းထဲမှာဂျိန်းလိုက်တာလေဟာဘယ်တော့မှလည်းကြာပြီလားဆိုတော့ကြာပြီလေဘွားလည်းတဲ့ရောက်ပြီတော့တဲ့တို့တို့ရောက်အိမ်ရောက်ပြီဘာမှကြောက်ဘူးပြားတဲ့၁၄၅ရက်လောက်ပဲကြာတယ်တဲ့ဒီကောင်ဘလို့ဘလို့ဖန်လိုက်လည်းမသိဘူးတဲ့ကောင်မကပါလာတာတဲ့ကောင်မပါလာတာတဲ့ဒီကောင်ကျွန်တော်အခုညီလာတောင်းနေတယ်ငန်းကြီးတဲ့ငါ့ကိုခန်းခဏတော့ငှားကွာလေတိတ်မကြပါဘူးလေတန ਾਈ လောက်ပါပဲတဲ့မင်းတို့ခဏရှောင်ပေးပါလားငါအခန်းခဏတုံးနေတယ်ဆိုပြီး ကျွန်တော်ပြောတယ်ဘာလို့ဖို့လဲဆိုမားမဟုတ်ခဏတော့ဝမ်းမြဲလေယောက်ျားချင်းချင်းနားလည်ပြီးပါမင်းတို့ကမဘိုးပေးပါမယ်ပါညာနဲ့ဆိုကျွန်တော်တို့လည်းအလုပ်သွားမှာဆိုတော့အေးဟုတ်ပြီပေါ့ကိုကျွန်တော်တို့အလုပ်သွားမှာပေါ့အခုအကောကိစ္စဝိစာပြီးွားရင်တော့ခတ်ထားလဲပေါ့နော်ကျွန်တော်တော့ကလောက်ဒီတိုင်းထားရတယ်ဆိုပြီးတော့ဒီဒီကောင်ကောင်မဟုတ်တဲ့လက်သုံးဒီကောင်ခေါ်ပြီးတော့ကျွန်တော်တို့ခန်းထဲမှာဂျင်းလိုက်တယ်လေအဲ့ဒါပဲဖြစ်မှာလေသူကျွန်တော်တို့ဆီအခန်းကားတွေလေ ဲ့ဒီကောင်ကကျွန်တော်ခေါ်ပြီးအစ်လိုက်တော့ဒီကောင်ဝန်ခံတယ်ဟုတ်တယ်လေကိုတဲ့ကျွန်တော်ချိန်လိုက်တာလေဟောက်ကွာလို့မင်းကွာလို့မင်းလည်းလုံးတယ်ဘလောက်ကြပြီလဲဆိုပုံမလေးလေးပြောမယ်ကိုကတော့ပထမတော့အခန်းအခန်းထဲမှာချိန်နေတယ်နောက်ပိုင်းလဲကြောက်ရဲသူကပြောတယ်လေဟိုညနေဆိုရင်လည်းဘယ်သူမှမရှိတော့ဘူးတဲ့အေးအပေါ်တက်မှာလေမင်းကလေးတွေအားလုံးအလုပ်သွားတယ်သူတယောက်ပဲကျန်တာတဲ့အဲ့တော့ကျွန်တော်လည်းမရှိဘူးဗောနော်ကျွန်တော်လည်းအပြင်သွားတယ်ဗောတော့အောက်ထပ်ကိုတဲ့ဆင်းဆင်းပြီးမချိန်ကျင်တော့ဘူးဗောနော် နေအပေါ်သက်တက်လာခဲ့လိုက်တဲ့အပေါ်သားမှာပဲတဲ့အဲ၃ခေါက်လောက်ဖြစ်တယ်၃လေးခေါက်လောက်ဖြစ်တယ်သူတို့ခန်းထဲမှာပဲတဲ့အောက်ထပ်မှာတော့တဲ့နှခါလာမတူဖြစ်တယ်တဲ့တေးသန်းဟာကျတော့မင်းဘာလို့မမင်းကတော်ဝင်ယူမလားတော်ဝင်မယူလားငါဘာလို့ပြရမလဲဒီပြဿနာတော့ဟုတ်လို့ကျွန်တော်အလုံးမမရှိတာကိုတဲ့ကျွန်တော်ဟိုသူ့ကိုကျွန်တော်ပြောတော့သူကပြောတယ်တဲ့ဒီယောက်ျားမပါတဲ့ဒီယောက်ျားမကြီး ယောက်အေယောက်ကျမပေါ့နော် သူနဲ့သူမပတ်သက်ချင်ဘူးပေါ့နော်သူမလွဲတာလို့တော့နေနေတာပေါ့နော်သူအဲ့ဒီကောင်မကိုသူမယူချင်ဘူးပေါ့နော်သူလိုချင်တာကတော့ယောက်ျားတယောက်ပဲလိုချင်တာပေါ့ဗျာမိန်းမဖြစ်တဲ့ဆိုသူမှလည်းအသွေးသားရှိရဲ့ဆိုသူယောက်ျားပဲလိုချင်တာပေါ့နော်ဒီယောက်ျမကိုမလိုချင်ဘူးနောက်ဆုံးကြော်ရပြဟိယနောက်ဆုံးငါမျိုးကိုဝင်လည်းပြောမှာကွာလို့မင်းလည်းယောက်ျားပဲကွာခုကိစ္စကိုထုတ်ယူတောင်းဝင်ယူနိုင်အောင်လို့လုပ်ပါကွာလို့ကြည့်လို့မကောင်းတော့ဘူးလို့ငါလည်းဒီအိမ်မှာလူကြီးတယောက်ကွာလို့အခုပြန်လာတတ်နေပြီလို့ အဲ့တော့အောင်ကြီးကဖုန်းဆက်လာကျွန်တော်ရောက်တယ်ငါ့ကိုဘောကွဲတယ်မှာလာပြီးတော့တဲ့ငိုယူပြီးတော့ငါ့ကိုတိုင်နေတယ်တဲ့ဒီလိုဒီလိုပဲဖြစ်တယ်ဆိုတော့ဟုတ်တယ်ကိုလို့ဒီကောင်ပဲလို့ဒီလိုဒီလိုပဲလို့အဲ့တော့ကောင်ကြီးကတိလဲတီဘောကောင်ကြီးကအဲ့ဒီကောင်ကိုလာပြီးတော့အဲ့ရောက်မင်းတာဝန်ယူယူနော်မယူရင်ငါတို့ကတော့မင်းကိုဒီတိုင်းထားအောင်မို့ဟောတာကိုမြင်မှာမင်းကလေးတယောက်မင်းခြေတင်ပြီးသွားရင်မင်းမတာဝန်ရှိရပါငါကလည်းလာပြဲတယ်ဟောကပြဲတော့ဟောကကြောက်ပြီးထွက်ပြီးဟော ဝန်ကြီးကဖြဲလဲပြနေဟိုကကြောက်ပြီးတော့ထပြေးသွားတယ်ထပြေးသွားဟိုကောင်မဘိုင်ဘိုင်စလုံးနဲ့အိမ်မှာကျန်ခဲ့ပြီအဲဘောကွေးသူ့မိမဟိုကောင်ဟိုကောင်ခွာပြီးတော့လွတ်သွားပြီဆိုပြီးတော့ဟိုကောင်ကကျွန်တော်နဲ့ပတ်သက်ပြီးတော့အိမ်မှာနေတယ်ဆိုပြီးတော့ကျွန်တော်ကိုတိရမပြတ်မှန်းတော့ဆားရှာတော့ပြန်လာဆားရှာပြီးတော့နောက်လဲကြောက်ဘာလုပ်လဲဆိုအိမ်မှာအော်ကြီးကြယ်လေးဆဲကြောက်စူးကြောက်သူတို့လင်မယားရန်ဖြစ်အိမ်ကအိမ်မှာရှိတဲ့ပစ္စည်းတွေရိုက်ခွဲ့ နောက်အိမ်ရဲ့အနောက်ကတရုတ်မှတရုတ်ကမှန်နေအောင်ရိုက်ခွဲအဲ့ဘောပြားဟာရေးလေအကြီးကျယ်တောင်းကြတော့ပြားအရက်တော့ပြီးတော့လင်းမင်းရောက်ကြပြားအဲ့ကောင်မကလည်းသူ့ကောင်မကလည်းသူရိုက်နှက်ထားတာခါတဲ့ဖူးရောက်ပြီးတော့ပါဇက်ကတွေးပြီးပါကြီးထွက်အဲ့ပြီးတော့တခြားဒီအခန်းတခြားအဘောသားမှနေတဲ့မိန်းကလေးတွေကလည်းပြောတာပေါ့နော်နေတော့အဲ့လိုမျိုးမရမပြည့်နေနေတော့ဝင်ပြီးအဲ့လိုအဲ့ပြောတဲ့ကောင်မတွေကတော့ရန်လောက်တော့ဆွဲဆွဲပြီးတော့ပါးရင်းသားရိုက်ပြတာ သူတို့လူမယားရံဖြစ်တဲ့ကြောင်းဝင်ပြောအောင်မလားဆိုပြီးတော့အဲ့ဒီပြဿနာကြောင်းကျွန်တော်မှညာအဲ့ဒီပြဿနာကြောင်းအိမ်မှာနေနေတဲ့ဒီကောင်းကောင်းမွန်မွန်နေတဲ့ကောင်းမလေးတွေကကြောက်ပြီးတော့ညာသွင်းချင်းပြောင်းပြေးတဲ့ဟာတွေကပြောင်းပြေးတော့နောက်တစ်နေ့မနေ့တခါတည်းနီးစပ်ရတငယ်ချင်းတွေအိမ်ကိုတခါတည်းအထောက်ဆွဲပြီးပြေးတာတွေကပြေးကုန်ပြီးတော့ကျွန်တော်ကဘာပြောရလဲဆိုအိမ်ကအိမ်မှာလူမရှိတော့ဘူးပြောတာ ဒေဘဝင်းကြီးကတိုင်ရဲလာမှာကြောက်ပြီးတော့အကုန်လုံးတွေ့ပြီးကြတာဟိုကျွန်တော်ကဒုက္ခအကြီးကြီးရောက်သွားနောက်ဆုံးကျွန်တော်အိမ်လာစာမတန်နိုင်တော့လေကျွန်တော်အိတ်ထဲကျွန်တော်လာစင်မဆိုင်နိုင်တော့မဆိုင်နိုင်တဲ့ဆိုကြောင့်အဲ့ဒီအိမ်ကိုကျွန်တော်ပြန်အပ်လိုက်ရတယ်ပြန်အပ်လိုက်ရပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ရနေပြီးတော့တခြားနေရာကိုထွက်သွားလိုက်ရတယ်အဲ့ဒီဒီ6ဟိုဘောပြပေါ့နော်ဆိုတော့ကိုစင်းဆိုတဲ့လူက ော်တော်လေးကိုအောက်တန်းကြတဲ့လူတော်တော်လေးကိုအောက်တန်းကြတဲ့လူပါပြီးတော့သူ့ရဲ့မိမဆိုတဲ့ဟိုမဆင်ဆိုတဲ့မိမလည်းမဆန်းဘူးတော်တော်လေးအောက်တန်းကြပါလေဗျာမလုတ်တဲ့ဘူးလင်ကြီးဟိုနောက်ဆုံးလင်းလို့ခြင်းများပွင့်ဝင်လင်းပြောလက်ခွဲပြီးတော့ယူဖို့ဗျာနော်အဲ့ဒီလိုမျိုးဖောက်လို့ဖောက်ပြန်နေလို့တော့မကောင်းဘူးဗျာအဲ့ဒီလုံရတဲ့ကြောင့်လူတစ်ဖက်သားထိခိုက်နေတာတော့တယ် ကျွန်တော်လည်းဘဝနဲ့ရင်းရင်းပြီးတော့ကျွန်တော်မှစူဆောင်းသွားတဲ့အိမ်လေးပြကျွန်တော်ငှားသားတဲ့အိမ်လေးဟာတော့တတမှတ်ကျွန်တော်ကြောက်ကြောက်နဲ့ကျွန်တော်သူများကိုပြန်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့မှာနေလို့မဖြစ်တော့ဘူးအဲ့ဒီကိုစင်းဆိုတဲ့ကောင်ကကျွန်တော်တတ်မယ်ပါလို့ဆိုပြအတန်အန်တယ်ပါပြီးတော့ချင်းကြောက်တော့အဲ့ဒီကောင်ကဟိုရောက်တရှာသူ့ရောက်သူ့ကောင်မဟိုလုတ်သွားတဲ့အကောင်ကိုရှာပေးဖို့မရှာပေးရင်ကျွန်တော်တတ်မယ်ဆိုပြီးတော့ ြီးကျယ်ပြသတာလို့ကျွန်တော်မှနေထိုင်နေတဲ့အရေးတော့ပြီးရတယ်။သူ့ကိုကြောက်လို့ထွက်ပြေးတာမဟုတ်ဘူး။ကောင်ကြီးကကျွန်တော်ပြန်မင်းရှောင်းလိုက်ပါတဲ့။ဒီပြသနာမင်းကြောင့်ဖြစ်တာမင်းရှောင်းလိုက်တယ်။မင်းကအိမ်ရှင်နဲ့မင်းမတာဝန်ရှိတယ်တဲ့။အဲ့တော့မင်းအိမ်ပေါ်မှာဖြစ်သွားတဲ့ကိစ္စမင်းကတာဝန်ရှိတယ်တဲ့။မင်းကောင်ထွက်ပြေးသွားပြီတဲ့ဟိုကောင်ကလည်းအဲ့ကောင်ဘယ်ကောင်လဲ။မင်းမသိဘူးလားမသိဘူးကျွန်တော်ပဲအကူညီတောင်းပြီးလာနေတာပေါ့။အမတိတဲ့ကောင်လေးမျိုးဘာလို့အိမ်ပေါ်တင်ထားတာလဲအခုသူစုံတခုပြောရည်တဲ့ တော့မင်းမှဖြစ်တယ်ဆိုမင်းမှတာဝန်ရှိတယ်ဆိုကို့မှာလည်းအာနာတယ်အာနာနဲ့ကဲတော့ဆိုကောင်းကြီးပေါ်တော့ကျွန်တော်အိမ်ကောင်းကြီးပဲလွှဲယူလိုက်တော့အဲ့တော့ကောင်းကြီးကနေပြီးကျွန်တော်အိမ်လွှဲယူလိုက်ပြီးတော့ကျွန်တော်တို့ပတ်စံပြန်အာနာပေါ့ဗျာဒီအိမ်ရဲ့ငားသားတဲ့ deposit တွေပါလေဒါပေမဲ့ကျွန်တော်ဒါလေးကကျွန်တော်ရဲ့စီးပွားလေးလေဗျဟုတ်တယ်မလားကျွန်တော်ပြစီတော့တယ်ပေါင်းကြီးကဆက်ပြီးတော့ငားတယ် ူငားတင်နေတော့သူဆက်လို့တော့ဘူးအဲ့တော့ဒီအခုကျွန်တော်ပြောပြတဲ့ဥစ္စာကလူတစ်ဖက်သားကိုကျွန်တော်စေနာအရင်ခံနေကူညီတာကျွန်တော်လည်းဘာမှမသိဘူးဒါပေမဲ့ကျွန်တော်ဘောပြတ်သွားတယ်ကျွန်တော်ရဲ့တိဆောက်ထားတဲ့ပင်ပင်ပန်းပန်းနဲ့ကျွန်တော်လုံအားကားလေးနဲ့တိဆောက်ထားတဲ့ကျွန်တော်ရဲ့ဌာနလေးအိမ်အိမ်လေးတစ်လုံးပေါ့ဗျကျွန်တော်ပြည့်စည်ဆုံးရှုံးသွားတယ်ကျွန်တော်လက်လွတ်လိုက်ရတယ်ကျွန်တော် နောက်တနေရာကိုသွားပြီးတော့ကျွန်တော်တိကနေဘဝကိုပြန်ဆရတယ်အဲ့ဒါကြောင့်လူတွေကိုကူညီတာကူညီပါဒါပေမဲ့အဲ့ဒီလိုကူညီတဲ့အချိန်မှာပြန်လာတဲ့အခက်အခဲတွေပြန်လာတဲ့ဘဝတွေကတအားယူဆူအောင်ပါလေတော့အဲ့ဓာတွေကိုဘယ်လိုရင်ဆိုင်မလဲဘယ်လိုဖြတ်သန်းမလဲပေါ့နော်အဲ့ပုံမှာမူတည်တယ်ကိုကနေပြီးတော့ ရံကိုရံနဲ့တုံးပြန်ရတယ်ရံကိုမေတ္တာနဲ့တုံးပြန်လို့ရတယ်ကျွန်တော်ကတော့တိခံပြီးတော့မေတ္တာနဲ့ပဲတုံးပြန်ခဲ့တယ်ကောင်းကြီးကိုလည်းကျွန်တော်ပဲကောင်းကြီးကျွန်တော်ရှောင်းလိုက်ပဲရတယ်ကောင်းကြီးဒီကိုလွှဲယူလိုက်ရတယ်နောက်တော့ကျွန်တော်ပတ်စံပေးပါလောလောဆယ်တော့ကျွန်တော်လစ်ပြီးဆိုပြီးတော့ကျွန်တော်လည်းအထုပ်ဆွဲပြီးတော့ရှောင်းလိုက်ရတယ်အဲ့တော့ဘာမှမစီမဆိုင်ပဲနဲ့ဟုတ်တယ်မလားကျွန်တော်လည်းဘာမှသူ့မယားကိုလက်ဖျားနေတော့မတူဘူး ကျွန်တော်လည်းကျွန်တော်အလုပ်ကျွန်တော်မနေ့မိုးလင်းသွားတယ်ညနေပြန်လာတယ်ကျွန်တော်ဒီကြားသေးရဟာလာလိုအပ်တာအိမ်မှာပါညာတာကျွန်တော်အိမ်အိမ်ရဲ့ဝေယဝေးဆိုင်ကျွန်တော်အချိန်ပို့လုပ်ဒါပေမဲ့စောစောအလိုမျိုး तू မရသူ့အနေနဲ့ तू ဟာလာပေါလဲပေါပြန်ဖြစ်တာ तू ကြိုက်လို့ तू ဟာနဲ့ तू ဖြစ်တာဟုတ်တယ်မလား तू ခန္ဓာကိုယ် तू ကြိုက်လို့ तू ပြီးတာဒါပေမဲ့ပြဿနာရှာတော့ ကိုရီကိုပြဿနာရှာတာမင်းတငယ်ချင်းမင်းတငယ်ချင်းမင်းအသည့်မင်းမိတ်ဆွေမင်းတော်ဝင်ရောမယ်ဒါမင်းအိမ်မှာဖြစ်သွားတာအဲ့တော့ငါမရောက်လို့လောက်သွားတယ်ဆိုပြီးတော့မင်းကိုယ်နဲ့ကလည်းဘာမှဆွမ်းဆောင်နိုင်တဲ့ယောက်ျားတယောက်မဟုတ်ဘူးလေမင်းကိုယ်နိုင်ကလည်းအချောက်လေဟုတ်တယ်မလားဟိုလိုချင်တာလင်းလိုချင်တာလေယောက်ျားလိုချင်တာလေ ။ तू လဲသွေးနဲ့ကိုတားနေကိုလေ။ तू ကြိုက်တဲ့အကောင်နဲ့တွေ့တော့သူ့ကို तू ပေးလိုက်တော့လေ။အဲ့ဒါငါတို့မှာပါအပြည့်ရှိတယ်။ငါတို့ပါအမားရှိတယ်။တတ်တမှန်ဟောလာငါအိမ်မှာရှိတဲ့ TV တွေရိုက်ခွဲတယ်။ရေခဲတက်တာတွေအားလုံးသွန်းလဲပြီးကိုလုံးရိုက်ခွဲတယ်။တအိမ်လုံးဂျေမွားတော့ရိုက်ခွဲပြလိုက်တော့။အရက်တွေမူပြီးတော့နောက်ပေးနောက်ပေးမိဖို့ကြောင့်အိုးခွဲပကလေးအကုန်ရိုက်ခွဲတယ်။ဟာတရုတ်ကမှန်နေအကုန်ရိုက်ခွဲတယ်။အင်ရှီယာစလိုက် အင်းရှိမျက်နှာစာဒီ slide တော့ဤအကုန်ရိုက်ခွဲပြန်ဆိုဗျာဘလောက်ထိတောင်းကြလဲဆိုတော့တညာလုံးတောင်းကြတာဗျာနောက်ဆုံးအိမ်မနေတဲ့လူတွေကြောက်ပြီးတော့ထွက်ပြေးသွားတော့အဲ့မှာအိမ်မနေတဲ့လူတွေအားလုံးရဲဘေးမဝင်ကြရဲခေါ်နေပြီလေဗျာဖုန်းဆက်ပြီးတော့ရဲလာတော့အားလုံးကထွက်ကြည့်ပြီးတော့အားလုံးကမလေးတယ်အားလုံးတင်းတယ်အားလုံးကစူနေပြီဗျာပြောနေပြီဗျာနောက်ဆုံးကျွန်တော်တို့တော့မှရှောင်ပြေးရတဲ့အခြေအနေရောက်သွားတော့ ထိမနိုင်တိမ့်မရအဲ့လိုမျိုးလင်မယားနဲ့မိမကိုအခန်းထဲဝင်နေရိုက်တယ်ပြောကအခန်းပြင်ထွက်တယ်ပစ္စည်းတွေရိုက်ခွဲတယ်အခန်းထဲဝင်နေမိမကိုရိုက်တယ်ပြီးအခန်းပြင်ထွက်တယ်ပစ္စည်းတွေရိုက်ခွဲတယ်တွားပြောရင်ပြောတဲ့လူရန်လုံးတယ်ပြန်ပြောတဲ့လူလိုက်ရိုက်တယ်အလုတ်သွေးဆိုးတော့ဗျာတဝဲတဝဲတဝဲသူတဝဲသူနေရောအဲ့တော့အဲ့ဒီမဆင်းဟို၆မှာပေါ့နော် ိုဆန်းရယ်ဟာလာပြီးတော့ဖောက်ပြန်တဲ့မိမမဆင်ရယ်အခုကျွန်တော်ပေးတဲ့ message ကိုဗီဒီယိုသူတို့ဒီ YouTube ပေါ်မှာတွေ့ခင်ရယ်အချိန်တော့သူတို့လောက်ခဲ့လောက်ရက်တွေပုံအဆက်နောင်သားရပြီးတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်လည်းသူတို့တောင်းမှမတော်ပါဘူးကျွန်တော်လည်းသူတို့စိတ်ထဲမှာမထားဘူးဒါပေမဲ့ ယနေ့ဒီစကားဟောပြန်ပြောခြင်းတချိန်ကအဲ့ဒီနေရာမှာဖြစ်ခဲ့တယ်ဒီဇလအမှန်ပါလောက်ပြီးတော့ထွက်ပြေးသွားတဲ့ဟိုကြီးမြင့်နိုင်အောင်ဆိုတဲ့ကောင်လေဒီဝီဒီယိုတွေ့ခဲ့မယ်ဆိုရင်မင်းနောက်သားရပါမင်းလောက်ရကြောင်းလူတစ်ပတ်သားဘဝပြတ်သွားတယ်မင်းလောက်ရကြောင်းကကောင်းကောင်းမွန်မွန်တိဆောက်သားတဲ့ငါအင်္ဂလီသူများလက်ထောက်ထားပြီးထွက်ပြေးရတယ် မင်းလိုရကြောင်ကောင်းကောင်းမွန်မွန်ဟဲ့လို့ရင်းရင်းချင်းချင်းနေတိုင်းစားတော့ရှာပွေနေတဲ့လူတွေအားလုံးညာသွင်းချင်းအထုတ်ဆွဲပြီးတော့ထွက်ပြေးရတယ်ရနေပြီလို့အဲ့တော့မင်းတို့တွေရှက်နိုင်ပါစေရှက်တတ်ပါစေ။နောင်လဲဒီဥစ္စာကိုအမြဲတမ်းတည်တည်ရတိုင်းရှက်ပါစေလို့ငါဆုတောင်းတယ်။အဲ့တော့တကယ်ချင်းတို့လည်းဘဝမှာအခက်အခဲတွေဖြစ်လာတဲ့ချိန်မှာလူတွေကိုကူညီမယ်ဆိုရင်တည်တည်ချာချာကူညီပါ။တရေချာချာကူယူဆိုင်ပြီးတော့ ီလူရဲ့အခြေအနေနဲ့အချိန်ကဒီလူရဲ့ဇယိုက်ဗီဇာပါကြောင့်တေးချလေးလာပြီးမှကုညီပါလို့ကျွန်တော် sharing လုပ်လိုက်ပါတယ်အတိပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ချို့လူတွေဟာကျွေးစုတရားကို flow ကမထောက်ထားတဲ့ပြဘဒူရဲ့မျက်နှာကိုမှမမကြည့်ဘူးဘဒူရဲ့ကျွေးစုတရားကိုမှလည်းမတောက်တာပဲ ਨੇ အဲ့လိုမျိုးလုံးတက်တယ် ဇယိုက်လက္ခဏာတွေရှိတယ်ကျွန်တော်ပြောချင်တာကတော့ဘသူကိုမှတော့မထိခိုက်စေချင်ဘူးဒါအမှန်တရားပါတကယ်ဖြစ်ခဲ့ရပါကျွန်တော်ကိုယ်တိုင်ရှင်းဆိုင်ခဲ့ရတဲ့ဖြစ်ရတဲ့ကူပါအဲ့ဒါကိုကျွန်တော်ရှင်းရင်းလောက်ပါတယ်ဒီနေ့အရောအားလုံးညချင်းတော့အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေရင်ချမ်းမှုကောင်းလေးကြရောက်ပါစေဟုတ် ဟယ်လိုမင်္ဂလာပါမလေးရှားနိုင်ငံမှာရင်းရင်းချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနဲ့ကိုဘွားကိုတိုးတက်ရတိုးတက်ကြအောင်မိသားစုဆောင်ဝင်နေရေးဤကောင်မောင်မမိဖို့တာဝန်ချတဲ့သားသမီးတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဘုရား